မင်္ဂလာပါတပတ်အတွင်းအာရခပြည်နယ်အတွင်းကထူးခြားသတင်းတွေကို တင်ဆက်ပေးနေပါပြီကျွန်မနော်ဖောပါဒီတပတ်မှာတော့အာရခတက်တော် AA ရဲ့အုတ်ချုပ်ရည်ရန်ရလက်ပတ်မှုအပိုင်းမှာထူးခြားတဲ့ခံအပ်မှုတွေနဲ့တိုင်းရင်းသားရိုးရာပွဲတော်ကျင်းပနိုင်ခဲ့တဲ့အခြေအနေတွေတစ်ဖက်မှာစစ်ကော်မရှင်တပ်သားတွေပိတ်မိနေတဲ့စစ်ရေးသတင်းတွေနဲ့အတူစစ်ဘေးရှောင်ပြည်သူတွေရဲ့အရေးပေါ်လိုအပ်ချက်တွေအပါအဝင်နောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် ရခိုင်ပြည်နယ်ဘူးတိတောင်မြို့နယ်မှာအရခတက်တော် AA ထင်းချုံမှုအောက်ကအစိုးရအဖွဲ့အစ်မှအုပ်ချုပ်ရေးဆိုင်ရာယာရူးကြီးတခုကိုပထမဆုံးအကြိမ်တာဝန်ယူရတဲ့မွ슬င်အမျိုးသားတဦးပေါ်ထွက်လာပါတယ်။သူကတော့အသက်59နှစ်အရွယ်ဦးလာလာမြာဖြစ်ပြီးဘူးတိတောင်မြို့နယ်ရဲ့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုယာရူးကိုတာဝန်ယူလိုက်တာဖြစ်ပါတယ်။ ဥလလာများဟာအရင်အစိုးရအဆက်ဆက်လက်ထက်မှာအစိုးရဝန်တန်းကျောင်းဆရာတဦးဖြစ်ချင်ခဲ့ပေမဲ့1982ခုနှစ်နိုင်ငံသားဥပဒေကြောင့်နိုင်ငံဝန်တန်းရာထူးကိုတရားဝင်ရယူခွင့်မရှိခဲ့ပါဘူး။ပညာရေးကိုမျက်နှာသူပြပြီးအသက်16နှစ်ကတည်းကပြင်ပကျူရှင်ဆရာအဖြစ်23နှစ်ကြာဆက်တင်ကြားခဲ့ပြီးရဲရွာအကျိုးကိုတည်ပိုးခဲ့ပါတယ်။ သူဟာအရင်ကကြောင်းဆရာလုပ်ခဲ့ပြီးအနောက်ပိုင်းမှာရမိရဖတ်နေရာတွေမှာတာဝန်ယူခဲ့မှုကြောင့်သူရဲ့အတိတ်ဘဝကိုပြန်ပြောပြပါတယ်။အေအေနဲ့စစ်တပ်တွေတိုက်ပွဲတွေပြင်းထန်လာချိန်2018ခုနှစ်ဝန်ကျင်ကစလို့ဥလလာမြာဟာနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လာခဲ့ပါတယ်။သူဟာအေအေနဲ့ပူပေါင်းပြီးဘူတိတော်မောင်တော်ဒေတာကမွတ်စလင်တွေကိုတော်လန်ရေးဘက်ပါဝင်ဖို့စီယုံလုံးစော်ခဲ့တဲ့ခေါင်းဆောင်တူဖြစ်ပါတယ် အေအေရဲ့မွ슬လင်စီယုံရဲ့အဖွဲ့ယမီယက်ဖဂျူရီအဖွဲ့တွေမှာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်အခုနှစ်အော်ဂိုလာမှာအာရခပြည်သူဒေါ်လာရဲ့အစိုးရကသူ့ကိုဘူးသီးတော်မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ်တရားဝေခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်ဥလလာမြာကအရင်အစိုးရလက်ထက်မှာမွတ်စလင်တွေကိုအုပ်ချုပ်ရေးဌာနမှာဘယ်တော့အခါမှတာဝန်မခန့်အပ်ဘူးကြောင့် နိုင်ငံသားအခွင့်အရေးလည်းမရခဲ့ဘူးကြောင်းနဲ့အခုအချိန်မှာတော့တက်တော်ကခန့်အပ်ပေးလိုက်ကြဟာမကြုံဘူးတဲ့အပြောင်းလဲဖြစ်ကြောင်းပြောဆိုပါရယ်လက်ရှိမောင်တော်ခရိုင်မှာကျေးရွာအုပ်ချုပ်ရေးကနေခရိုင်အစစ်အထစ်တောင်းဝန်ထမ်းဆောင်နေတဲ့မွတ်စလင်ဝန်ထမ်းဦးရေဟာ9000ခန့်အထစ်ရှိလာပြီလို့သိရပါရယ်သူတို့ဟာ DLEPS အထွေထွေအုပ်ချုပ်ရေးနဲ့ထောင်လိုင်းရေးအပါအဝင်ဌာနအသီးသီးမှတာဝန်ယူနေကြတာဖြစ်ပါတယ် အေအေရဲ့ခွဲခြားမှုရှိတဲ့မူဟာဒွားတွေကြောင့်မွ슬လင်အတိုင်းအဝိုင်းယုံကြည်မှုဟာပုံမမြင့်တက်လာကြောင်းဥလလာများကသုံးသပ်ပါတယ်။ရခိုင်ပြည်ဟာရခိုင်လူမျိုးတွေတာမကအခြားမျိုးနယ်စုတွေပါအတူရှစ်တွဲနေထိုင်ရမယ့်နေရာဖြစ်တာကြောင့်ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့သူကဆိုပါတယ်ရှင်။ရခိုင်ရိုးမတ်နေဆက်မကွေးတိုင်းငဖဲမြို့နယ်ပဒန်းတက်နယ်မှာရှိတဲ့နှဲ့ရေကန်လေချောင်းရံကာကွယ်ရေးစခန်းကုန်းမကြီးမှာ စစ်ကောင်စစ်တပ်သား300ခန်းဟာအာရခတတော်အေးရဲ့ပိတ်ဆို့မှုကြောင့်ဆက်လက်ပိတ်မိနေတယ်လို့အေးပြောရေးဆိုခွင့်ရှိသူဥက္ကဟိုင်သူကကအတည်ပြုခဲ့ပါတယ်။ပိတ်မိနေတဲ့စစ်ကောင်စစ်တပ်သားဦးရေဟာ200ကနေ300အထိရှိပြီးဗိုလ်မှူးကြီးတယောက်လည်းပါဝင်တယ်လို့သိရပါတယ်။ဒီလိုအေးဘက်ကပိတ်ဆို့ထားတဲ့အတွက်သူတို့စီကိုရိတ်ခါလုံးဝချမရပဲအကုန်လုံးပိတ်မိနေတဲ့အခြေအနေမှာရှိနေပါတယ်။ မြေပြင်စစ်ရေးတရင်ရင်းမြစ်တွေရဲ့အဆိုအရပိမိနေတဲ့တပ်ဖွဲ့ဝင်တွေထဲမှာစစ်ကော်မရှင်တပ်အမတ်ကိုစစ်မြေပြင်စစ်တပ်ရင်းကပ္ပစစလေးစကခစခုံကတပ်သားတွေအများဆုံးပါဝင်နေပါတယ်။ဒါပြင်တောင်ကုန်းဘက်ကလာတဲ့တပ်ကူတွေပါ ပိမိနေတာဖြစ်ပြီးလက်ရှိမှာလဲနိုင်ရကတောင်သားတဝိုက်မှာပြစ်ခတ်မှုတွေစတက်ရှိနေတယ်လို့သိရပါတယ်။ အရခတ်တက်တော် AA အနေနဲ့နိုင်ရံကကုန်းမကြီးကိုပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကတည်းကစတင်ပိတ်ဆို့ထားခဲ့တာဖြစ်ပြီးလက်ရှိဒီဇင်ဘာလ2ရက်နေ့အထိဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပါတယ်ရှင် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောမရှင်ရဲ့ရေတက်ကနေပစ်ခတ်မှုတွေကြောင့်ထပ်မံထွက်ပြေးတိတ်ဆောင်လာရတဲ့စစ်ပေးရှောင်တွေအတွက်စားနပ်ရိက္ခာနဲ့စောင်းရာသီသုံးအနှွေးတွေတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေတာခန်စစ်ပေးရှောင်ကူညီနေသူတွေစီကသိရပါတယ်ကျောက်ဖြူမှာစစ်ဆောင်ဦးရေဟာ9000ခန့်အထိရှိလာနေပြီးနောက်ထပ်လည်းတိုးလာနေပါတယ် စပေးရှောင်တွေကိုကူညီပေးနေတဲ့အသက်20အရွယ်အမျိုးသမီးတဦးရဲ့ပြောဆိုချက်အရထွက်ပြေးလာသူတွေဟာအနှွေးတွေတွေလုံးဝမပါလာတာကြပဲအခက်ခဲတွေတွေ့နေရတယ်လို့ဆိုပါတယ်။ကူညီပေးနိုင်တဲ့သူတွေကလည်းနေပါနေတာကြောင့်ဒီအခက်ခဲတွေဟာပိုပြီးကြီးမားနေပါတယ်။လက်ရှိအချိန်မှာစပေးရှောင်တွေအတွက်ဇာနယ်ရိတ်ခါဆေးဝါးတွေအပြင်စောင်းရသေးသောအနှွေးတွေကလေးတွေနဲ့ကုန်းဝန်ဆောင်မိခင်တွေအတွက်အသုံးဆောင်ပစ္စည်းတွေလည်းအရေးပေါ်လိုအပ်နေပါတယ်။ စာနယိတ်ခါအခက်ခဲတွေဟာအများဆုံးဖြစ်နေပြီးဝင်ဝင်မရှိထောက်ပံ့ကျမရတဲ့အတွက်သူရဲ့ဘဝရည်တည်ရေးကခက်ခဲနေတယ်လို့ဆစ်ဆောင်တွေကဆိုပါတယ်။လက်ရှိအချိန်ထိအကြောက်ဖြူမျိုးနဲ့အတွင်းမှာစစ်ကော်မရှင်တပ်နဲ့အရခတက်တော် AA တို့အကြားတိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။စစ်တပ်ကကျေးရွာတွေကိုလေကြောင်းကနေရောရေကြောင်းကနေပါ လက်နက်ကြီးတွေနဲ့ရတပ်ပစ်ခတ်မှုတွေဇက်တက်ရှိနေတာကြောင့်အရက်သားပြည်သူတွေဟာနေရဲစွန့်ခွာထွက်ပြေးနေကြရပါတယ်။ စပေးဆောင်ဦးရေဟာတိုးလာနေတဲ့အတွက် လူသားချင်းစာနာမှုအကူအညီတွေဟာချက်ချင်းလိုအပ်နေတာပဲဖြစ်ပါတယ်။အာရခရေပိုင်နဲ့အတွင်းတရားမဝင်ကျူးကျော်ဝင်ရောက်ပြီးငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား6ဦးကိုဒီဇင်ဘာလ3ရက်မှာအာရခကမ်းခြေဆောက်လို့ချိုရတဲ့ဖွဲ့တွေကထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ3ရက်ညနေ3နာရီခွဲချိန်မှာအာရခရေပိုင်နဲ့အတွင်းခုံးဝင်ပြီးငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမား6ဦးပါလေ9စီးကိုဖမ်းဆီးခဲ့တာပါဖန်စီရမိထားတဲ့ဒီ6ဦးကိုတရားဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။ဒီလိုဖန်စီမှုမျိုးဟာအရင်ကလည်းဇက်တိုက်ဆိုသလိုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်ကလည်းအာရခရေပိုင်နယ်အတွင်းတမင်ကျူးကျော်ဝေရောက်ပြီးငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား12ဦးနဲ့ဘုံနှစီကိုအာရခကန်းစင်ဆောင်လုံချိုရေးတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတဲ့အာရခရေပိုင်နယ်အတွင်းတရားမွေခိုးဝင်ပြီးငါခိုးဖမ်းနေတဲ့သူတွေကိုအာရခကန်းကျေဆောက်လုံချိုရေးတပ်ဖွဲ့ကအချိန်ပြည့်စောင့်ကြည့်ဖမ်းဆီးနေပါတယ်။ဒါပြင်ဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့အညီတရားစီရင်ပြီးထိရောက်ပြတ်သားစွာအပြစ်ပေးအေးအေးယူမှုတွေပြုလုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်ချင်းပြည်နယ်ပလောက်ဝခိုင်မှာဒီဇင်ဘာလ1ရက်နေ့ကကြာရောက်ခဲ့တဲ့ခူမီနှစ်သိက္ကူပွဲတော်ကိုအစင်လာမပြတ်စစ်စီကားကကျင်းပနိုင်ခဲ့ပါတယ်။ဒီအခမ်းအနားကို ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က KI Party Committee တာဝန်ရှိသူတွေနဲ့အရခပြည်သူတော်လှန်ရေးအစိုးရဌာနဆိုင်ရာတွေကပါ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဒီပွဲတော်ကိုခူမီစာပေနဲ့ရည်ကျွေးမှုဘုအသင်ကဥဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။အခမ်းအနားတဘာပတိကခူမီတက်ဂရစ်နစ်ဆန်တရက်နေ့ဖြစ်တဲ့ဒီဇင်ဘာတရက်ဟာခူမီလူမျိုးတွေရဲ့နေထူးနေ့မြတ်အဖြစ်ရှေ့ရခင်နေ့ကတည်းကတမိုးထားပြီးနေ့တကူပွဲတော်ကိုနေ့စဉ်ကျင်းပခဲ့ကြောင်းရှင်းလင်းပြောဆိုခဲ့ပါတယ် အခမ်းအနားကိုတယောက်လာခဲ့တဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ခရိုင်ပါတီကော်မတီတာဝန်ရှိသူတွေကလည်းခုမီလူမျိုးတွေရဲ့တမိုးထားတဲ့နေတကူပွဲတော်ကိုနေ့စဉ်ကျင်းပပြုလုပ်ဖို့လိုအပ်တယ်လို့ပြောဆိုထားပါတယ်လာမယ့်နှစ်တွင်မှာပွဲတော်ကိုအန်ရကင်ကင်းနဲ့ပုံမစီကားတိုက်မြိုက်စွာကျင်းပနိုင်ဖို့ညီမထားကြောင်းနဲ့ပွဲတော်အတွက်ဖြစ်ပေါ်လာမယ့်အခက်ခဲတွေကိုသက်ဆိုင်ရာအစိုးရဌာနတွေကစီစီဆောင်ရွက်ပေးသွားမယ်လို့ကြေညာပြုခဲ့ပါတယ်။ ဒါပြင် KI ပါတီကော်မတီတာဝန်ရှိသူတွေအနေနဲ့နေတိကူပွဲတော်အောင်မြင်စွာကျင်းပနိုင်ရတဲ့အတွက်လိုအပ်ကြတွေကိုပံ့ပိုးကူညီပေးခဲ့တဲ့အပြင်ငွေကျပ်၅သိန်းကိုလည်းထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်ပလဝခိုင်မှာကျင်းပခဲ့တဲ့ဒီခုမင်းနစ်တကူပွဲတော်ဟာအေအူးဆောင်တဲ့အစိုးရတည်ရဲ့အုတ်ချုံမှုအောက်မှာတိုင်းရင်းသားမျိုးနွယ်စုတွေအပေါ်ချမှတ်တဲ့မူဝါဒတွေကိုထင်ဟပြနေပါတယ်ရှင် တန်လွင်ကဒရင်ဌာနရဲ့တပတ်အတွင်းအာရခပြည်နယ်အတွင်းကထူးခြားဒရင်တွေကိုထုံထုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တန်လွင်ကဒရင်ဌာနရဲ့ဒရင်အစီအစဉ်တွေကို YouTube, Facebook, Telegram အစရှိတဲ့ channel တွေကနေလည်းကြည့်ရှုနိုင်ပါပြီ။ရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးအန္တရာယ်မျိုးမျိုးကနေအများဆုံးလူမြောက်နိုင်ကြပါစေရှင်။